ဟုတ်ကဲ့ပါအခုဆိုလို့ရှိရင်တော့ OJ Championship DJ ပြိုင်ပွဲကြီးရဲ့ Round 5ပထမပိုင်းအဆီဇင်ရဲ့ပြိုင်ပွဲဝင်2ဦးဖြစ်တဲ့ Law Anzo နဲ့ Flizzo တို့2ဦးကတော့စင်ပေါ်မှာရောက်ရှိနေကြပါပြီ။မကြာခင်ချိန်တွင်းမှာကျွန်တော်တို့ကနောက်တစ်ဆင့် Semi Final ကိုတက်လန်းသွားတဲ့ Result ကိုကြေညာပေးသွားတော့မှာဖြစ်ပါတယ်။ Semi Final ကို လော့အန်ဆိုပဲတက်လှမ်းသွားမှာလားဖလစ်ဆိုကပဲတက်လှမ်းသွားမှာလားဆိုတော့လေတော်တော်လေးရင်ခုန်မှုကောင်းပါလေခင်ဗျာဆိုတော့ဒိုင်းတွေကဒီပြိုင်ပွဲဝင်နှစ်ဦးအတွက်ကောမန့်စ်လေးတွေပေးပြီးတဲ့နောက်မှာရက်ဆက်ကိုတခါတည်းကြေညာပေးပါအောင်ခင်ဗျာဘာပေါ့ဒီနေ့ဘိုးတို့ ပြန်တဲ့အခါမှာဟို VPN လေးတွေလည်းဟိုအကိုတို့က limit လုပ်ပြီးလိုက်တယ်ပေါ့နော်128နဲ့155နောက်ပြီးတော့အကိုတို့ပြိုင်ပွဲဝင်အချိန်လည်း minute 20တိုးပေးလိုက်တယ်ပေါ့နော်တိုးလိုက်တဲ့အချိန်မှာလည်းကျွန်တော်တို့အဲဘာပြောဟိုရက်ကလေးနည်းနည်းလေးကတ်သွားတဲ့အတွက်လည်းအလုံးပြင်ဆင်ရဥစ္စာလေးတွေလည်းခက်ခက်ခဲလေးတော့ဖြစ်သွားမယ်လို့တော့ထင်ပါတယ်ဒါပေမဲ့လည်းအဲဒီ round ထိရောက်လာပြီဆိုတော့ကျွန်တော်တို့ကပြိုင်ပွဲဆိုတဲ့အတိုင်းခတ်မှပို့ပြီးပျော်ဖို့ကောင်းတာနော်အဲ့တော့ကျွန်တော်ဘာပြောအကောင်းဆုံးပြင်ဆင်လာခဲ့ပြီနော် အဲ့တော့ Lawrence ကိုဒီလေးပြန်ဝဲသွားတဲ့ပြန်ဝဲဝင်သွားတဲ့အချိန်မှာအဲတက်နိုင်တမျာအမှတ်ကိုရအောင်ကဲယူသွားရပေါ့နော်ကိုယ်တည်းအမှားရင်းမရှိအောင်အများကြီးအများကြီးလောက်သွားပြီးတော့ဟိုကိုယ့်ရဲ့အမှတ်ကိုကို minus မဖြစ်အောင်ကဲယူတော့တွေ့သွားရပေါ့နော် Flizzo Flizzo နေနေရလဲဒီနေ့မှရှိရဲ့ဒီ scale တွေဒါတော့ပြသွားတယ်နောက်ပြီးတော့တချင်းတွေလည်းဟိုဘယ်ဘောင်းတင်းကသွားမယ်ဆိုတဲ့ဥစ္စာလေးကိုရအောင်လေးပြသွားပြရပေါ့နော်အဲ့လိုလေးပဲပြောတော့ပြောချင်ပါတယ် Candidate ာရင်ဒီညီနှစ်ယောက်ပြိုင်တဲ့ဥစ္စာမှာအရင်ဆုံးဒါလော်ရန်ဆိုအရင်ပြိုင်တာဗောနော်ဆိုတော့ तू အဲ तू 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 ဆက်နေပတ်သက်ပြီးကျွန်တော်အမြင်နဲ့အားတော့ဒီလိုရှိတယ်ဆိုတော့ဗောအရှိ round နေမှာညီလေးဖွင့်တာပို့ပြီးတော့ကောင်းတယ်ဒီ round ထက်ဗောအဲ့တော့ပြောရင်ဟိုဒီ round မှာလည်းမလုပ်ဘူးတော့မဟုတ်လုပ်တယ်ဒါပေမဲ့အရှိ round နေမှာပို့ပြီးတော့အဲ့လိုအဲ့ပို့ပြီး scale လည်းပို့များတယ်ဗောနော်အဲ့အဲ့ဒါတော့မမိတာဗောအဲပြီးရင် flip show ကကြတော့ဟုတ်ပြီ flip show ကကြတော့ तू အဲ့လိုအရှိ round နေမှာလည်းမှားရရင်ချော်ရရင်ပြောရရင်ရှိတယ် ော့ဒီ round မှာလည်းဖားရချော်ရတွေ့ရရှိဆိုတော့ခုနကတော့ mic ပြောသွားတဲ့အထက်မှာပါတယ်သူကပြောကျွန်တော်တို့ဒါပြင်ဆင်ချင်းနဲသွားတဲ့အတွက်ဒါမျိုးတွေဒါလွဲချော်မှုတွေနဲငယ်တာအဲ့လိုမျိုးရှိခဲ့တယ်ဆိုတော့ထင်တယ် Lawrence ဆိုတော့သူကလွဲချော်မှုတွေလည်းမရှိဘူး तू ကအဲ့ဘယ်လိုပြောမလဲအဲ့ time for the techno တဲ့ချင်းတစ်ပုတ်မှာလာကျွန်တော်မှတ်မိရတော့အဲ့ဒီဥစ္စာမှာတော့ तू က drop မှာဘာမှသိ trade မလုပ်ပဲနဲ့အဲ့ drop ကိုအဲ့ drop အတိုင်းမဲ့ထားလိုက်ဆိုတာမျိုးကအဲ့ဒီတစ်ချက်တော့ရှိရယ်ဆိုတော့ကြာတော့အဲ့လိုတစ်ချက်မှတော့မရှိဘူးသွားလို့ drop down လောက်လို့တခုခုလောက်ပါဗျာနောက် drop နဲ့ရောတာဖြစ်ပါဖြစ်သွားတယ်တခုခုလောက်ဆိုတော့အမ်အဲ့ဒါလေးတော့ဒါနှစ်ယောက်ကတော့အားသာချက်အားနည်းချက်လို့ပြောရင်လည်းပြောမှာအဲ့လိုတော့ဖြစ်နေပေါ့ဆိုတော့ဒီက semi final တလန်ဝမ်းနဲ့ဆိုတော့တော့ကော်မတီကကြီးညာပေးပါလိမ့်မယ်နှစ်ယောက်လုံးတော့ကိုတို့ဒီဒီမပြောတော့ပါဘူးเนาะဘာလို့လဲဆိုတော့နှစ်ယောက်လုံးကတကယ်ကိုကောင်းမွန်တဲ့ရည်ချင်းနေရှိလို့เนาะ top 6ဆိုတော့လူကောင်းများစွာတွေက6ယောက်တဲ့အဆင့်အောင်ရောက်ခဲ့ကြပြီပေါ့အဲကိုတို့အမှတ်ပေးတဲ့ပုံစံကိုလည်းဘလို့ပေးမယ်ဆိုတာလည်းအကိုတို့ဂျိုတင်လည်းပြောလာပါတယ်ညီတို့လည်းတည်ပြီးသားဖြစ်မှာပါနော်ဘယ်အရာတွေဘယ်အချက်တွေပေါ်မူတည်ပြီးတော့အမှတ်ပေးမလဲပေါ့နော်နှစ်ယောက်စလုံးမှာခုနကကြံကြံပြောသူတွေအားသာချက်အားနည်းချက်ကဘာရှိလဲဆိုတော့ long answer ကတချင်းဖွင့်လဲ scale ပြတာနည်းတယ်ဒါပေမဲ့အမားမရှိအောင်အမားနည်းအောင်လုပ်သွားတဲ့အတွက်အဲဒါပေမဲ့ဆဲမတ်ပေးတယ်ဆိုရင်ဆဲမတ်စလုံးရတယ် ဒါပေမဲ့အကိုတို့ပေးတာက scale တွေပြမှဆိုရင်15မှတ်အမှတ်20လည်းဖြစ်ဖြစ်သွားအမားမရှိတဲ့အတွက်ຢာပြီးသားအမှတ်တော့ပြန်မရော့ဘူး flizzo flizzo ကတော့ scale ဘိုင်းဆိုင်ရာတွေလုံဆောင်ချက်ပြီးအများကြီးလုတ်ပြသွားတယ်အမှတ်20လောက်တော့ရခဲ့ပါရဲ့မှားသွားတာတွေကြောင့်ပြန်ရော့သွားတယ်အဲ့လိုမျိုးနဲ့နှုတ်နှုတ်ဘက်ကကွာခြားမှုတွေရှိပါတယ်ဒီတော့အကိုကဝကြီး championship ကိုစားကြီးညာပြီးပါမယ် ိုနာမည်ခေါ်ပေးမဲ့ DJ က semi final တက်တော့ semi final ကိုခေါ်ဆောင်သွားမှာမဟုတ်တဲ့လူရဲ့နာမည်ကိုကြီးညာပေးမှာပါဟုတ်ပါ Global Moments Grand Royal Signature အခုအခုတို့ semi final ကိုခေါ်ဆောင်မှာမဟုတ်တဲ့ DJ ကို Flizzo ရွေးချယ်လိုက်ပါတယ် Flizzo စေမကောင်းပါဘူးခင်ဗျာနောက်တစ်ဆင့်ကိုတက်သွားတဲ့ Law and Zoo အတွက်ကတော့ဂုံယူပါတယ်ခင်ဗျာ Flizzo အနေနဲ့ကတော့ကျွန်တော်တို့နောက်ထပ်10မိနစ်စာထပ်မံရှင်ပြန်ရမှာပဲဖြစ်ပါတယ် နည်းနည်းစိတ်မကောင်းတော့ဖြစ်မိပါရဲ့ဟုတ်အခုရွေးချယ်မခံခဲ့ရကြလဲအဲ့လိုနောက်ထပ်10မိနစ်တော့ကိုလဲအဲ့လိုဟိုရင်ကပြန်ခဲ့ဟာလေးတွေရောနော်အဲ့ပြန်ပြီးတော့ဟွာလို့ပြီးတော့ပြန်အကောင်းဆုံးပြန်ထပ်ပြန်သွားပါဟုတ်ဒုတိယ chance ရခဲ့ရင်လဲကျွန်တော်အဲ့လိုဒီထပ်ပို့ပြီးတော့အကောင်းဆုံးပေါ့နော်အကောင်းဆုံးဆိုတဲ့အရာကိုပို့ပြီးတော့ပြင်ဆင်ပြီးတော့ပို့ပြီးကြိုးစားကျွန်တော်ဒီစပြီးတော့ပြန်လာခဲ့ရတယ်ဗောနော်အဲ့တော့အများကြီးကနေစပြန်လာပြီးဒီနောက်ဆုံး6ယောက်ထိတော့ဝင်ခဲ့ရဗောနော်နောက်ဆုံးအကြောင်းမျိုးမျိုးကြောင့်ကျွန်တော်ထပ်ခါခဲ့ရလို့ရှင်လည်းအများကြီးကြိုးစားခဲ့ရတာမဟုတ်လို့ဗောနော်အဲ့တော့ ဆရာအားလေးပါဟုတ်ကဲ့ဟုတ်ကဲ့ပါဒိုင်သုံးလုံးလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ကျွန်တော်နောက်လာမယ့်အပိုင်းတွေမှာလည်းကြံရှိနေသေးတဲ့ပြိုင်ပွဲဝင်တွေကဘလိုမျိုးအစွမ်းနေပြပြီးတော့ရှင်ပြိုင်ပါလဲဆိုတော့ရင်ခုန်စွာနဲ့စောင့်မျှော်ချစ်ရှုပေးကြပါအောင်ဗျဒါကတော့ OJ Championship DJ ပြိုင်ပွဲကြီးပါပဲခင်ဗျာ